ပြောင်းမယ်ပြန်ပြောပြမယ်เนาะအဲ့တော့ down must can down တစ်ခုရဲ့အလျားပေးထားတယ်အနံပေးထားတယ်ဒုတဲ့ပေးထားတယ်ဒါဆိုရင်ကျွန်တော်တို့အဲ့ဒီနေပေးချက်ပေးချက်စဉ်းစားရဆိုရင်အလျားဆိုရင်ဘယ်လောက်ရှိလဲအလျားဆို8စင်တီမီတာပေါ့နော်လို့ရှိရင်အနံအနံဆိုရင်5စင်တီမီတာပေါ့ဟာလားဒုတဲ့ဆိုလို့ရှိရင်160ကုဘစင်တီမီတာပေါ့နော်ဒုတဲ့ရဲ့အာဒီနေ့ကကုဘမို့လို့160ကုဘစင်တီမီတာသူလိုချင်တာအမြင့်ကိုလိုချင်တာနော်အဲ့တော့တော့ နောက်မှစတုဂန်ဒုံရဲ့ဒုတယ်ရဲ့ပုံတင်နည်းကိုသိရနော်ခုရပုံတင်နည်းကအလရာရဲ့အနံ့ရဲ့အမြင့်ရဲ့ညှောက်ထားတာဒီထိတော့ရတယ်နောက်ဆိုဆရာမတို့လိုချင်တာအမြင့်ကိုလိုချင်တာအဲ့တော့ဒုတယ်ရဲ့တန်ဖိုးသိလားသိတယ်ဘယ်လောက်လဲ160အလရာကသိလားသိတယ်8အနံ့ကသိလားသိတယ်9မသိတာကအမြင့်လိုပြီးထိရလားဒီထိရတယ်နော် ဟုတ်လားအဲ့ဒါဆိုရင်ဆက်မအမြင့်ရှာဖို့ဒီက၈နဲ့၅နဲ့မြောက်တော့၈၅လီ40သူ့အတိုင်းလေးပဲဆက်မတို့ထားမယ်ဒီမှာ160ဆိုတော့ဆက်မတို့ဒီအချိန်တုန်းကလည်းတင်ခဲ့တယ်ဒီဘက်ကနေပြီးတော့ဒီဘက်ကအမြင့်လေးကိုလိုချင်တာလိုချင်တဲ့အခါကျတော့ဒီ40နဲ့အမြင့်နဲ့ကဘာလို့ဒါမြောက်ထားတာဟုတ်လားပြောင်းထားဆိုရင်ညာချင်းတစ်ဖက်ကိုသွားရင်မလုပ်မှာတော့စားမှာပေါ့โอเคနားနဲ့လားအဲ့ဒါလေးပါအဲ့လေးပါလေ အဲ့တော့ဆီမကနည်းနည်းလေးပို့ပြီးတော့ရှင်းရအောင်လို့ညီညာကြီးပို့ပတ်ဒီဘက်ကိုဒီလိုမျိုးလေးပြောင်းရေးလိုက်မယ်ဒါဆိုရောရသေးလားဒီထိနားလည်းသေးလားလေပါလေပါလေဒီမှာကအမြင့်လေအမြင့်ဆိုတော့ကျွန်တော်တို့ကလည်းဒီ160ကိုဒီ၄၀ကအမြင့်နဲ့မျှောက်ထားတာမလို့ဟိုဘက်ခြမ်းကိုတော့ဘာဖြစ်သွားလဲအစားဖြစ်သွားတယ်ဒါကြောင့်မလို့160 40နဲ့စားတော့ဒီ၄၄၆3ည3ည3ည ကြည့်သွားတာဟုတ်ပြီနော်အဲ့ခါကျပါလဲအမြင့်ဆိုတော့သူ့ရဲ့ unit ဒီ၄ cm ဆိုပြီးရတယ်ဒါဆိုရင်နားလည်သွားလိုက်လားနားလည်ပါပါဘီနားလည်ပါပါဘီ